တိုက်ကဘာလို့နှောင်တာလဲတိုက်ကဘယ်ဆက်တွေပြုလုပ်ရင်းနှောင်တာလဲအပိုင်းနည်းအနေနဲ့ဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအခြားပိုင်းများကိုအကျွန်တော်ကောင်းမှဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာတိုက်ကဒီလိုအချက်တွေပြုလုပ်တဲ့အခါနှောင်တယ်တိုက်ဆက်မှန်းသိအောင်အချက်ပြနှောင်တယ်ဒီအချက်ကတိုက်ဆက်ကြည့်သူများဖြစ်များကြတဲ့သတိပေးနှောင်ရှက်မှုဖြစ်တယ်တချို့ကမမွေးခင်မှာပင်မိခင်ဖခင်တို့ကိုသတိပေးခြင်းမျိုးငယ်ရွယ်စမှာပင်သတိပေးခြင်းမျိုးအရွယ်ရောက်တဲ့အခါတွင်သတိပေးခြင်းမျိုး အိမ်အောင်ပြပြီးတဲ့အခါတွင်တော်လကောင်းအချိန်တစ်ခုခုနဲ့တော်လကောင်းတတိပေးခြင်းမျိုးစားသည့်အချိန်မျိုးမျိုးမှာပေးနိုင်ကြလုံးအချိန်အတိအကျကိုတော့ပြောပြဖို့ကမဆန်းသွားပါခင်ဗျာတို့ပြမယ်တိုက်ဆက်တယောက်ရဲ့ဖြစ်လေဖြစ်တာရှိတဲ့ပုံစံစိတ်နေစိတ်သားတွေဟာဖြစ်ပေါ်မှာတော့အမှန်ကန်ပါခင်ဗျာ၎င်းတို့တတိပေးတဲ့အခါဖာတိဖာတာနေလင်းတော်လကောင်းအမှုမဲအမမဲနေလင်းတော်လကောင်း၎င်းတို့ကတိုက်ဆက်မှန်တိအောင်တတိပေးနောက်ဆက်ကြတယ်ဒီရဲ့ချက်တွေက မထင်မပဲဗေဒင်မေးခြင်းဇာတာအတွက်ခြင်းလက္ခဏာကြည့်ခြင်းအကြမ်းမြင်မေးခြင်းစာတီကိစ္စရပ်များပြုလုပ်ရာတွင်မစီမဆိုင်တိုက်ဆက်ရှိနေမှန်ဟောပြောခံရခြင်းမထင်မပဲတိုင်နှန်းနေရာများသို့ရောက်တော်အခါစိတ်တဲစိတ်ကနေဤသွားခြင်းစက်သိမ်းထခြင်းများဖြစ်ပေါ်တတဲ့ထုံများပြကြလင်ပင်မိမိကဖာတိဖာတာနေတော်၎င်းအမှုမမမနေတော်၎င်းအောက်ပါချက်များဖြစ်ပေါ်စေနိုင်ပါသည် ဒါတွေကတော့စီးပွားရေးတွေကြာဆင်းလာခြင်းစိတ်ထဲကြောက်ခရက်ထားခြင်းနဲ့ကျန်းမာရေးတွေတချောင်ချောင်ဖြစ်ပေါ်လာခြင်းဖျားရှိကိုဝပြူတဲ့အခါဝင်စည်းတလုံးဝင်ပူးတလုံးဖြစ်ပေါ်လာခြင်းနေမကောင်းမကျန်းမာဖြစ်လင်းတော်၎င်းစိတ်မတွေ့ခြင်းအိမ်မက်ထဲတွင်ပုံဖော်လို့မရတဲ့အိမ်မက်မျိုးလက်တွေ့ဆန်တဲ့အိမ်မက်များဖြစ်ပေါ်လာနိုင်ခြင်းဒီရချက်တွေကိုခြုံငုံပြီးပြောပြခြင်းမှာဒီရချက်များစွာတိုက်ဆက်ပဋ္ဌာန်းဆက်ကြီးသူများနဲ့ တိုက်ဆက်မားသူများအများဆုံးဖြစ်ပေါ်သော အချက်ဖြစ်ပါတယ်ခင်ဗျာနောက်တစ်ချက်ကတိုက်ဆက်ကြည့်သူတွေအာဟုတုကံပြုလုပ်တဲ့အခါနောင်ကျင်အာဟုတုကံဆိုတာမကောင်းမှုအလုပ်တွေပါထိုအလုပ်တွေပြုလုပ်တဲ့တိုက်ဆက်တွေကဘဝမှာ အခြားနဲ့မတူတိတိတသာအပြစ်ပေးခြင်းနှောက်ယှက်ခြင်းခံရတပါတယ်အာဟုတုအလုပ်လုပ်ပါကဘဝမကူပဲတန်းခံစားရတဲ့တဲ့အချို့ဆုံးရမကူနှစ်မကူလာမကူပဲခံစားရတာတွေရှိတယ် အရှိုးကြပြောကြတယ်ကိုကအာကုသို့ပြုလုပ်နေပါလျက်ဘာမှမဖြစ်ဘူးအဲ့လိုလူတွေကပိုပြီးတတိထားရမှာမိမိကအခြားလူတွေလိုမဟုတ်ပဲပုံကိုဆောင်ပါတဲ့တိုက်ဆက်ဆိုတာမမေ့ပါနဲ့အဲ့လိုတိုက်ဆက်တွေကမကောင်းမှုတွေတော့မဟုတ်အာကုသို့ပြုလုပ်တဲ့အခါမခံစားရလင်ပို၍ဆိုရင်ရပါတယ်ငြိမ်နေတဲ့ရေဟာကြောက်စရာပိုကောင်းတယ်လို့မျိုးပေါ့ထိုကန်လာတဲ့အခါနေခြင်းညခြင်းမျက်စိသမိတ်တွင်ပျောက်ကွယ်သွားခြင်းအသိခံရခြင်း မထင်မှတ်တည်အထိတက်သွားနိုင်ပါတယ်။ဒါဆိုဒီလိုမဖြစ်အောင်ပါလို့ရမလဲ။အာဟုတုအလုပ်တွေကို မလုပ်ပါနဲ့။ဒီလိုချင်းဒီလိုခက်မှာအာဟုတုမပါတဲ့အာဟုတုကင်းတဲ့မကောင်းမှုမပါတဲ့အလုပ်ဆိုတာအတော်ရှားသွားပြီဆိုတာနားလည်ပါတယ်။ဒါကြောင့်အာဟုတုနဲ့နေတဲ့မြတ်နဲတဲ့အလုပ်တွေကိုလုပ်ပါ။အလိုအတန်းလှုပ်ခြင်းမေတ္တာဘဝနာစည်းကြံခြင်းတွေကိုပြုလုပ်ပါပုဂ္ဂိုလ်တွေအတွက်ရည်စူးပြီးကိုစားကုသိုလ်ကောင်းမှုပြုတာ အလိုအတန်းပြုလုပ်တာ အမြဲပေးဝေတာတွေပြုလုပ်ပါ မိမိပြုလုပ်ခဲ့သမျှအဖြစ်တွေကိုယတနာမျက်သုံးပါနဲ့မိမိဆိုင်ရာအဆောင်ရှောက်ကောင်းနေရှိမှဝန်ခံပါနောက်မဖြစ်အောင်တတ်နိုင်ဆုံးစိတ်လေးထားပါဘလောက်ပဲအကုသို့များများကုသို့ခံအရှိန်ဟုန်ကြီးတဲ့အမှုဟာဖုံးလွှမ်းနိုင်ပါတယ်ဒီလိုအကုသို့အလုပ်တွေလုပ်ပြီးအစဉ်ပြေနေတဲ့တိုက်ဆက်ဆိုတာမရှိသလောက်ရှားပြီးရှင်းရင်လဲထိုသူများစွာနာတာရှည်ဝေဒနာယောဂတွေခံစားရတတ်တာအနာနဲ့စေတရှားစီဖြစ်တဲ့အထိ ဘဝမှာခံစားရတာတွေဖြစ်ပေါ်နိုင်ပါတယ်။မိမိရှာဝေထားသမျှဟာနေခြင်းညခြင်းကုန်ဆင်သွားနိုင်ပါတယ်။ခင်မွန်းကြီးစေပါနဲ့ယန္နာမြတ်သုံးပါးကိုအမြဲဥထိတ်ထားပြီးကိုကလုခဲ့ရင်တော့ရည်ရွယ်ချက်တစ်ခု ပန်းနိုင်တစ်ခုထားပါဒါဟာနောက်ဆုံးပြောပြခြင်းပါ။ဒီလိုမျိုးဖြစ်သွားတဲ့တိုက်ဆက်ဆိုတာမရှိဘူးလို့မထင်ပါနဲ့။ပုဂ္ဂိုလ်ဆောင်ပါတဲ့တိုက်ဆက်တိမ်မပြောနဲ့။တာမန်သူများပင်လေမကောင်းမှုပြုလုပ်တဲ့အခါထိုမကောင်းမှုရဲ့အကျိုးဆက်ကို အတိတ်ကပြုလုပ်မှုတဲ့ကုတုကံအရှိန်တွေနဲ့ယခုဘွားကပြုလုပ်နေတဲ့ကောင်းမှုကံအရှိန်တွေကြောင့်ကြာကောင်းကြာနိုင်တယ်မယ်အနည်းနဲ့အမြန်ပြန်လဲခံစားစရာတပါတယ်မိမိဟာတိုးကိုကောင်းဆောင်တဲ့သူဆိုတာမမေ့ပါနဲ့ဒါကတော့တိုက်ကနှောင်းတဲ့အချက်များကိုအပိုင်းနဲ့အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမိမိတို့ဒီရခဲလာတော်လူဘဝကိုရရှိခဲ့ပြီမိမိတို့ပြုလုပ်တဲ့ပြုလုပ်ထိုက်တာကိုပြုလုပ်ရွေး မိမိတို့သွားလို့ရဘုံဌာနအတီးတီးကိုအတိညာရှိရှိနဲ့ရွေးချယ်နိုင်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာခုနှစ်နေနဲ့ရှစ်နေပွားသားသမီးတို့ဒီယနေ့ယခုအချိန်မှာစာရွင်စိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံ၍နေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ